တကြမင်းမလမှုနဲ့ဥက္ကလာမင်းတို့ရဲ့ရာဇဝင်လာဇလံမှာသမင်းဤအမည်မင်္ဂလာနဲ့တော်ရက်ဒုံလုံးကိုဆွဲပြူပြီးဖြစ်ပေါ်လာတဲ့မင်္ဂလာတုံမြို့နယ်ဟာဆိုရင်တော့ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံခရိုင်တွင်းမှာတရှိပြီးစီးပွားရေးအချက်ချက်ကြတဲ့မြို့နယ်တစ်ခုပဲဖြစ်ပါတယ်မြို့နယ်ကျဲဝန်းနေနဲ့43.5 coast to ရဲမိုင်ကျဲဝန်းပြီးအရှိမနောက်ကို3.6တက်မိုင်နဲ့တောင်မမြောက်ကို17.55မိုင်ရှည်လျရတာပဲဖြစ်ပါတယ် ဒါပြင်မင်္ဂလာတော်မြို့နယ်ကမြောက်ဘက်တွင်မော်ဘီမြို့နယ်အခြေဘက်တွင်မြောက်ကလာပါမြို့နယ်အနောက်ဘက်တွင်အင်းစိန်မြို့နယ်နဲ့ရွှေပြည်သာမြို့နယ်တောင်ဘက်တွင်မရမ်းကုန်းမြို့နယ်တို့ဖြင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိနေရပဲဖြစ်ပါတယ်။ရက်ကွက်ပေါင်း30ခုပြည့်ဖွဲ့စည်းထားတာဖြစ်ပြီးအိမ်ဆောင်စုပေါင်း19492စုရှိကလူဦးရေအပြင်3,3960ဦးနေထိုင်လျက်ရှိနေရပဲဖြစ်ပါတယ်။ဒါပြင်မြန်မာပြည်နဲ့ခီးတော်လာရေးအတွက်အရေးပါတဲ့အောင်မင်္ဂလာကားဂိတ်နဲ့နိုင်ငံတကာထိပြန်တမ်းပြည့်စွက်နေတဲ့ရန်ကုန် BB ဆိုင်ရာလေဆိပ်တို့တည်ရှိတဲ့လက်မှတ်ဆက်သွယ်ရေးကောင်းမွန်တဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ မင်္ဂလာတော်မြို့နယ်ဟာစီးပွားရေးအချက်အချာကြတဲ့မြို့ဖြစ်ပြီးရန်ကုန်ဆက်မှုဆောင်မင်္ဂလာတော်ဆက်မှုဆောင်နဲ့ပြမပင်ဆက်မှုဆောင်တို့မှာဆက်ရောက်ပေါင်း109ရုံအလို့သမားဥယျာဉ်6449တို့နဲ့အတူကုန်စီပေါင်းရောသာကိုမြန်မာနိုင်ငံအနှံ့ဖြန့်ဖြူးပေးနေတာပဲဖြစ်ပါတယ်ဆက်မှုထုံကားပေးစီးပွားရေးမှာပြူဝါကြတဲ့မင်္ဂလာတော်မြို့နယ်ဟာအနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက်အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်လူဂျီမီနိုရဲ့ HMU တွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကျွန်တော်လိုက်ပါ